အားလုံးပဲမင်္ဂလာပါခင်ဗျာဆွေဆောင်ရအနုပညာရှင်ကြီးဦးဝင်းဦးရဲ့ဆယ်စုခေတ်တနှစ်ဆောင်မန်းတကြံဆိုတဲ့ခရီးသွားဆောင်းပါးရှိဝိထုကြီးကိုကျွန်တော်ဖတ်ပြခြင်းပါတယ်ခင်ဗျာအပိုင်း၁ပါပြီးခဲ့သည့်ဧပြီလကဖြစ်၏မြန်မာတက္ကရနဲ့တွက်ဆက်လေသော1339ခုကုန်ကန်နေတကူလာဆန်း9ရက်နေ့ကဖြစ်သည် ထိုနေ့ည9နာရီတွင်ကျွန်တော်နှင့်တကွာအပေါင်းပါတစုသည်မန္တလေးမြို့သို့အစံယထာကြီးဖြင့်ထွက်လာခဲ့ကြလေသည်ကျွန်တော်နှင့်အတူတကွာလိုက်ပါလာခဲ့ကြသော အဖော်များမှာဆန်ရီယာမောင်တင်ဝင်းလိုက်မောင်ကျော်စာဝင်းတို့ညီကိုနှစ်ယောက်ဖြစ်ကြ၏သူတို့သည်လည်းမန္တလေးပြု၌ကြားအောင်မြေအတာဆန်းကူလတကူ၏နှစ်တေကူတကြံပွဲကိုကျွန်တော်နှင့်အတူဆင်နွှဲကြမည်ဖြစ်လေသည် ကမ္ဘာတိုင်းပြည်အရင်ရက်တွင် သူ့ဒေသသူ့အမျိုး သူ့ရိုးရာလိုက်တစ်နှစ်ကုန်၍တစ်နှစ်ပြောင်းကြသောအခါဘဝတတန်အချိန်သတ်မှတ်ခြင်းမင်္ဂလာတပါးဖြင့်တက်ဂရိတ်အကူပြောင်းကာလ၌ပွဲလန်းသဖြင့်ဆင်ရင်ကျင်းပကြရစမည်ဖြစ်သည် ထို့သို့ဘာဘာသာဒလိအရာနှစ်ဟောင်းမှနှစ်သစ်သို့ပြောင်းသည့်ပျော်ပွဲရှင်ဝင်များကိုကျင်းပရာတွင် အထူးအထူးအထွေထွေသော new two player အစဉ်တန်စာတို့ဖြင့် ဖန်တီးတက်ကြလေရှိရန်၌ ျွန်တော်တို့မြန်မာနိုင်ငံဒီကတကြံတမင်္ဂလာခေါ်ရေလောင်းရေပတ်ခြင်းဖြင့်နှစ်ကူးကြလေရှိသည်တကြံဟုခေါ်သောဝေါဟာရကိုအထိပ်ပွဲဖွင့်ဆိုကြရာတွင်ပညာရှိများ၏အဆူအမိန်များအခိုင်အမာ ရှိကြပြီဖြစ်လေရာထမှန်ကားကြဲတဝက်အနောက်ဖွင့်ရန် မလို့ဟုယူဆမိပါသည်သို့တော်လည်းရေဘူးအားဖြင့်နှစ်ဟောင်းမှအမြင့်အကြီးများကိုနှစ်သစ်တွင်ပါရစ်မလားကောင်းလျှော်သောအမှုကို ပြုရသည် တက်ကြီးရွယ်ဦးယူသေးထိုက်သူမှန်သမျှအားကောင်းလျှော်ရေချိုးရှ िख ိုးပူဇော်ကြသည်ကောင်းသောဒါနအလုတန်းပြုကြသည်ဟုလွယ်လွယ်ကျင်းကျင်းစကားခင်းနိုင်သည့်ဖြစ်ရာထိုမှတဆင့်ပျော်ဝဲရှင်ပွဲပြူပူငါငါသူတကာတို့တပြန်တလှည့်ရေလောင်းရေပွက်ပွဲဟုသောအသင်တံတို့ရောက်ရှိခဲ့သည်ဟု အကျဉ်းမြဆိုနိုင်ပေသည်ထို့ကြောင့်တကြံသည်ရေပွဲဟုဆိုနိုင်ပါသည် ရေပွဲကိုမြမပြေနှက်တစ်ချိန်နဲ့တစ်ပြိုင်နဲ့ကျင်းပကြသည် အကြအကြနဲ့အတက်နေဟူ၍သုံးရတီတီရွှဲရွှဲဆူဆူဆူရွှဲရေစက်ရေပေါင်များတဲ့တွင်စိတ်ရှိသလောက်ပျော်ချမျိုးကြသည်တခါတည်းရန်အကြနဲ့နှစ်ရက်ထက်သည်နှစ်များရှိတဲ့ရာပျော်တတ်သူတို့ဖို့အပေါ်စုတဖွဲရေပင်လဲဝေကြရလိမ့်ရှိသည်ကလေးများက အပျော်တတ်ဆုံးဖြစ်လျာ တကြံကိုကြိုသည့်အကြိုနှိမ့်၌ပင်ရေကစားလေရှိသည် ကျွန်တော်တေကမကြီးမငယ်သည့်အရွယ်ဖြင့်မြမနှစ်ကူရေမြူးပွဲ၌အစမှအစုံကိုရိုင်းကိုကြဆင်နွှဲခဲ့သည်မှာစေစုနှစ်စေချိန်ပင် ရှိခဲ့ပြီဖြစ်၏ယခုဥတီတောင်ဆို၍တောင်းနေသည့်တကြံပွဲနှစ်ပါဆိုလျင်နောက်တစ်နှစ်ထပ်ထွေ၍လာပြန်ပြီဖြစ်သည်ကျွန်တော်တကြံပွဲဆင်နွှဲသည့်အလေးရှိသော နေရာဒေသက မြန်မာနိုင်ငံ၏ဗဟုချမ်းမမြို့ဒေသဟုခေါ်ဆိုနိုင်ပြီးသော မန္တလေးပင် ဖြစ်သည်။ထို့ကြောင့်ပင်ဤဆောင်ပါအစဉ်ကိုဆယ်စုခေတနှစ်စွန်းမန္တကျန်းဟု အမည်တက်ပေးလိုက်ရခြင်းဖြစ်သည်။ရေဝရအားဖြင့်ခေတ္တခေကိုဆယ်နှစ်တာကာလဟု၍ပိုင်းခြားသတ်မှတ်လေးရှိသည်ဟုဆိုသည်။ကျွန်တော်သည်1969ခုနှစ်မှစ၍မန္တကျန်းဘွဲတွင် ဝင်ရောက်ဆင်နွှဲခဲ့ရာ 1986ခုနှစ်၌ဆယ်နှစ်ပြည့်တို့ဖြစ်ရင်မိမိအတိုင်းအတာအဖြစ်နှိုင်းစားရသောဆယ်စုခေတ်မှသည်နှစ်နှစ်ကာလသို့ကျော်လွန်လာပြီး ဖြစ်ရပေမည်။သို့သော1968ခုနှစ်တနှစ်ဒီကအချာအနုပညာဗာရိယကိစ္စအဝဝကြောင့်မန္တလေးသို့မရောက်ဖြစ်ခဲ့ကြည်။ကြံနှစ်များရမူယနေ့ထိဇက်တိုက်ပင်မပြတ်မကွက် ရောက်ခဲ့ပါ යි ။ သို့ဖြစ်၍မရောက်ဖြစ်ခဲ့သောနှစ်အကျဉ်းကိုနှုတ်ပယ်ရသောကြောင့်တစ်နှစ်ဆုံးသည်ဟုအမည်နာမကင်မွန်တက်ရခြင်းဖြစ်ပါသည်မဟာဆန်ညယထာသည် အချိန်အတိကျပင်ထွက်လေသည်ဘုဒ္ဓတို့ယထာထွက်ခန့်ကြီးမှကပ်၍ရောက်ပြာရောက်သည့်နှစ်ပင်ယထာထွက်သည်ဟုဆိုရမည်ရှန်ကုန်ဘုဒ္ဓကြီး၏အသွင်သဏ္ဍာန်ကယထာမထွက်မီလျှက်တစ်ပြက်တွင်မြင်လိုက်ရသည်ဖြစ်တော်များလည်း များစွာမှပြောင်းလဲနေသည်ကိုတွေ့ရ၏ကျွန်တော်မိရထားမစည်းဒီမှာကြာလာပြီမှတ်မှတ်ရရ1969ခုနှစ်မန္တလေးတွင်မှုံရွှေဇကားရိုက်ကူးပြီးအပြန်ရထားစီးခဲ့ဒီမှာနောက်ဆုံးတစ်ခေါက်ဟုဆိုရပါမည်ထိုသည့်နောက်၌လေရင်ဖြင့်ခီးသွားခြင်းအလေးအကျင့်ရလာခဲ့ရာရထားလမ်းဘက်သို့ ခြေဦးမလှည့်ပြတော့တိုက်တိုက်ဆိုင်ဆိုင်ပင်ယခုနှစ် မလ25ရက်နေ့၌ HY ADK 4ကလေရင်မြန်ကြီးလေရင်ကွဲမှာအတက်တွင် ပြက်ကြကပါဝင်သူများအလုံးပြေဆုံးကြရသည်ခြေကွဲမှုကြီးတည်းဖြစ်ခဲ့ပြီးမှကျွန်တော်ကမန္တလေးသို့လေရင်ဖြင့်မသွားတော့ဘဲရထားဖြင့်ဖြင်းနှင်းသည်ကိုရှင်းသည်သောမိတ်ဆွေများက အစိုးရင်ကြည့်ရရန်ကောဟုရေတန်းတွေးကြပြန်လေသည် သူတို့ထင်တကယ်သို့စိုးရင်တော့ကြောင့်ကမဟုတ်ကြီးတော့ကကြောင့်တော့ဖြစ်၏လေရင်ပြကြရ၌မိမိနှင့်ယဉ်သိခင်မင်သောမိတ်ဆွေများပါဝင်သွားကြသည်ပူပူနွေးနွေးပင်ဖြစ်၍နေသည်သဖြင့်လေရင်စီတိုင်းတတိတရားရာဖြစ်က စိတ်ထဲ၌မကြည်မလင်တော့ကဆွေးစိတ်ဝင်မိမှတေချာသည် ထို့ကြောင့်အခိုက်တက်မြလေရင်လမ်းမှဖက်ခွာပြီး အခြားလမ်းကြောင်းများမှခရီးနှင်၍ခရီးနှင်ရန်စိတ်ကူး၍ထားခြင်းသာဖြစ်သည်တကယ်တော့တေသောသူကြားလဲမေ့ဟုသော လောကတလေဥပမေယစကားရှိသည်ဖြစ်ရာ ကျွန်တော်လဲမေ့မေ့ပြောက်ပြောက်ပင်ပွားရိုးသွားစဉ်ကြုံရင်ကြုံသလိုပင်လင်းဖြင့်ခရီးနှင်ရပေးလိမ့်မည်ယခုမူမိရသစီခီးသည်တတ်တတ်လိုက်ပို့သည့်ဆွေမျိုးဧည့်သည် မိတ်ဆွေတင်ကားများတတ်တတ်ချားထားသည်နှင့် ပန်စကားချ၍စီးစစ်ကြက်မှတ်ထားသည်ကိုကျွန်တော်ငေးမွေးကြည့်ရှုနေမိသည် တွဲစင်းတွဲတက်တွဲအရှာအဖွေတို့၌တိုးတိုးဝိဝိမရှိရခြင်းကိုက နှစ်ချက်ရပါသည်ဟုဆိုရမည်ကျွန်တော်တွင် လိုက်ဖို့သူလည်းများများဆဆမရှိတော့ကြောင့်အဝေးရမှအဝေးမှရက်ကြီးအဝေးမှနှုတ်ဆက် တွဲတက်မှ လက်ပြရသည့်အဖြစ်မျိုးကိုလည်းကြုံတွေ့ရခြင်းမရှိတော့ကြောင့်တန်စကားချခြင်းဤအရသာအတိန်နှက်ကို မျက်မျက်ကလေးမခံစားမိရောကအမှန်ဖြစ်ပါသည်စီကန်းဟူဒီကအချိန်ကာလ၏တောင်းဆိုချက်ပင်ဖြစ်၏ထိုကာလအတွင်းမိတင်းရက်တည်နေရသူမှန်သည်များသည် ထိုစီကန်းကိုလိုက်နာကြမိတာဖြစ်သည်ယထာမစီမီမကြမကြာကြားလေရှိသောတခြင်းစကားများမှာတစ်မျိုးယထာစီရောတွေ့ကြရသည့်အတွေ့အကြုံများမှာတစ်မျိုးဖြစ်သည်တွဲ၍တန့်ရှင်သည် တွဲဆောင်၍ယဉ်ကျေးသည် လက်မစစ်တို့ပြုံ့ခါသည် အချိန်အတိကျပင်အုပ်အောဆွဲကမိရထားထွက်သည်ဤသည်ကပထမအတွေ့အကြုံဖြစ်ပါသည်ယခင်ကကဲ့သို့မလိုလဲလိုလဲနားမလဲကိုပစ္စည်းလိုရင် ကိုတွဲအတွင်း၌သာကျုပ်သိချထားသည့်အလေးမှလဲခင်ဝေးသွားပြီဖြစ်လေရာတညတန်တရလိုအပ်သည့်ပစ္စည်းကလေးသာကိုနှစ်တပါးဝဲယူဆောင်ခွင့်ရှိပြီးကြံသောပစ္စည်းများသည်လဲတန်စာလောက်ရခြင်းသည်ကောင်းသောကန့်သက်ခြင်းဖြစ်သည် စီးတူအတွက်သာတတ်တာချောင်ချီကကြဲကြဲဝုန်းဝုန်းဖြစ်စေဖို့အရေးကြီးသည်မဟုတ်ပါလားကိုရိုကြီးဗီဒီယိုကပိတ်ရင်ပိတ်ထားဒါမှမဟုတ်မှန်တကားတော့တော့ဖြင့်ရန်ကုန်ပူတာစင်တင်မကျော်ခင်ထိပိတ်ထားရင်ကောင်းနေမယ်ဗျဘာဖြစ်လို့တုံဗျကျွန်တော်ကမသိနားမလို့ရေးပြန်မေးတော့ကရှေ့နာတွေမှာတွဲတွေကိုရေပက်ဖို့စောင့်နေရကြလို့အကိုကြီးရဲ့ဟုတ်မောင်တင်ဝင်းဆိုင်ကဝင်ရင်ရှင်းပြလေ၏ ။အီရင်ကျော်ဆောင်ဝင်းကကြပြကြရပင်မှန်တကားနှစ်ချက်ကိုဆွဲချလိုက်။အကျုံနဲ့မတိုင်မီညာဦးပိုင်းပင်ဖြစ်ပါတဲ့ပျော်ပေါင်းဖက်၍နေကြသည့်အားကျွန်တော်မှာအံ့ဩလိုက်ရပါသည်။မိရထားအားရေပတ်၍ဘာကျိုးရှိမည်ကိုကမမေးလိုပါရှင်။အတာရီဝက်ဆွေနှဲလိုသူတို့မှာလူသူစီးနင်းလိုက်ပါလာသည့်မိတိရင်ရထားကိုမဆိုရေပတ်ခြင်းဖြင့်ပျော်ရွှင်တတ်ကြသောကြောင့်ဖြစ်သည်။သို့တော့ မိရထားပြီးလိမ့်ရအရှိန်အတန်ငယ်ရတာဒီချိပြတင်းမှန်နေကို ရေထိလာခြင်းမရှိတော့ကြောင့်အဖို့ကြောက်ကအိုက်သည်ဟုဆိုကမှန်တကားဝကိုတဝက်မြမှတင်လိုက်ထိုခါမှပင်ဘွားငနဲ့အတန်နဲ့တူ ရေလုံးကြီးကြီးတစ်ခုတိုးဝင်ကြောက်လာကဖွင့်သူ၏မျက်နှာတစ်ခုလုံးရွှဲဆိုသွားစေ၏ဦးလိုက်တာကျွန်တော်ကိုယ်တော့လာရောက်ထိမှန်သောရေစက်များကြောင့် ရေအေးမဟုတ်ပဲခန့်နှွေးနှွေးကလေးဖြစ်နေသည်ကိုတတိထားလိုက်မိသည်ဘယ်ကရင်နဲ့ပတ်တနည်းဟုစဉ်းစားမရဖြစ်နေပြန်သည်မိရထားလမ်းပြီးမှရရရည်နှင့်ပတ်ကောင်းပတ်သည်ဖြစ်မည်တကြံရည်ဆိုသည်ကညစ်ချင်းကြေးချင်းမရှိပတ်သူ၏စေတနာပေါ်တွင်သာတည်ပြီးလိမ့်မည်ဒီနောက်ဆက်လက်ပတ်ကြလေအောင်မီလာဟုအသာဆောင်၍ကြည်ကြသည်တို့တော်လေတစစနဲ့ရန်ကုန်တိုင်းနှမိတ်မှကြော်လာပြီဖြစ်သည့်အလျောက်ဘုဒ္ဓဆင်တို့ အလားကွာဝေးနေပြီဖြစ်တဲ့ဖြင့်ပြတင်းစကားတို့ကို အကုံအစင်ဖွင့်လှစ်ထားလိုက်ကြသည်ပြီးမှအသင့်ယူဆလာသောညစာတို့ကို စားသုံးကြ၏ကျွန်တော်မှာကမူလကပဲညစာစားသည့်အလေးအကျင့်နေပါမှုကြောင့်အစာပြေမျှတုံးဆောင်ပြီးလျင်ပါလာသည့် transistor radio ကိုကောက်ဖွင့်ကနားထောင်နေလိုက်မိပါသည်မြမအတ္တမတကြံကြိုသည့်တေတရှင်များ ထုံးစံရရှိသည်ကိုကြားရသည် လက်ဦးနိုင်မှုနှစ်စင်ပင်မြို့နယ်အလိုက် ရက်ကအလိုက် ဖွဲ့စည်းကရေကစားမှန်းတဲ့ခင်းကျင်းကြသောရေသပင်များကရေသပင်အသင်းများကကာရိုမီရေးဆက်သည်ဆို၍မြမအတန်တွင် အလဲကျအတန်လွှင့်ရသည့်တခြင်းများပင် ဖြစ်ပေမည်ဟုထင်နိုင်မိသည်သို့သောကြားနေရသေးတန်ရှင်များလည်းမဟုတ် အစိမ့်တသက်ကြီးလည်းမဆိုးသာသောနားရင်နေသည့်အတန်များဖြစ်၍နေသည်ကိုတတိထားမိသည် ရင်းအတန်နဲ့အစီအစဉ်ကိုတဝက်တန်လာမှဖွင့်၍နားထောင်မိတော့ကြောင်းမြေသည့်အဖွဲမှဟူ၍တိတိကျကျမသိနိုင်တော့ကြောင်းဖြစ်နိုင်သည်ကျွန်တော်သည်မြေသည့်တေဂီတာအမျိုးအစားရဲ့မစိုးပျော်မှုလူဖြစ်လျာအစားနှစ်ချက်ဖြစ်နေသောထိုအစီအစဉ်ကိုတေချာဝင်နားထောင်ကြည့်မိသို့ကြကားမှပင်မြမအတ္တမအစီအစဉ်နှင့်တည်ထင်အပါဝင်အစုံသောကြီးညာမှုပြုပေးရသည့် အမှုထမ်းအသံရှင်များ ကိုရင်ကိုကြတည်ဆိုနေကြပါကလားဟုသိရှိလာရသည်ထုတ်ဖော်ကြညာသော အမည်တို့မှလည်းမိမိအကြံတော်ဝင်ရှိသောသူများဖြစ်နေလေသည်ဒီနှစ်ကြာမှပင်စမ်းသစ်ထီချွန်လိုက်သောမြမအသံဤပင်ကိုအစီအစဉ်ဖြစ်ပုံရသည် ကောင်းပါ၏သူတို့တွေဤဆိုပြောတံများကိုသာ အစဉ်တစိုက်လေလိုင်းထဲမှကြားနာလာခဲ့ရရင်ယခုကဲ့သို့ဂီတအတန်ဖြင့်တွဲဖက်ကား တေဟိတီကိုတက်ဆင့်နာဆင်ရသောတမျိုးကလေးဖြစ်၍နေလေသည်။ကြာရခဲ့ပြီချင်းဟု ဆိုနိုင်ပေသည်။ဒီစိတ်ကူကတင့်မြတ်လာ၏။ရင်းကဲ့သို့ပင်နှစ်စဉ်နှစ်တိုင်းမြမအတန်အမှုထမ်းကြီးပါဝင်သောတကြံတီးဝိုင်းအဖွဲတစ်ဖွဲဖွဲ့စည်းကလာမိနှစ်များတွင်လည်းစင်စက်မပြတ်ထုံးလွှဲနိုင်ရင်ကောင်းမွေလိမ့်မည်ခြင်းသည်။ထိုတေးတန်ရှင်များသမကမြမအတန်အဖွဲသူအဖွဲသားများအားလုံးပါဝင်သော ရှေကစားမှတ်ချက်ကြီးတစ်ခု ပေါ်ပေါက်လာတာပါပေါ်ပေါက်လာပါကပို့ရိပ်ပင် စီပင်စီကပျော်ရှင်ဖွယ်ရာ ဖြစ်ပြီမလားမသိနှစ်သက်ကိုကြိုဆိုခြင်းတွေကမျော့လင့်ခြင်းရတမှပေါက်ဖွားလာသည့်ပီတိဆန္ဒပင် ဖြစ်လေသည်လူလောကအတွင်းသို့တိုးကဝေကံဖွေလစ်စရာတွေရှာရပေဦးမည်ဟုနှလုံးသွေးသည်လောင်ခြင်းတစ်မျိုးဟုလည်းခေါ်ဆိုနိုင်သည်ဘဝဆိုသည်မှာ အစင်မပြတ်လေဘက်ကရှေ့သို့ တိုးတွန်းခဲ့ရရှိအသည့်အသည့်သောဘဝတွေဖြစ်စဉ်တွေပေါက်ဖွားလာမည်ကိုဝမ်းသာဝမ်းမြောက်သောစိတ်နှင့်ကြိုဆိုခြင်းတည်းကမင်္ဂလာတရားပင် ဖြစ်လေတော်သည်မြမတန်မှသူတိတာယမင်္ဂလာရှိသောတကြံကြိုတင်းများသည်မိရထားအရှိန်မြင့်၍မြင့်၍လာသည်နှင့်အညီမေးမိန်ကကြံရိတ်ခဲ့လေသည် Transistor Radio အတန်လိုင်းများမှလည်း Flylet ဖြစ်သောကြောင့်မိန်တကာဝါတလက်ဖြစ်လာလျား ခလုတ်ပိတ်ပြလိုက်ရသည်ထို့အခါဂျုံဂျုံကျက်ကျက်တာလင်ပေါ်ထွက်၍လာ၏မြင့်သည်နုပြူစဲဟု ဆိုရပေတော်လဲအမောင်ကဲဆိုး၍နေသောကြောင့်အပြင်ဘက်သို့လှမ်းမျှော်ကြည့်တော်မဟူရဟင်းလင်းပြင်ကိုသာ တွေ့မြင်နေရသည်မြမလဲခွင်းပြင်တို့၌လုပ်ငန်းဆောင်သားတို့စတင်သမှုနေပါ၍နေသေးသောကြောင့်လေဆောင်ရာဆောင်တဲများမှမိလေမှိတ်တုတ်မှိတ်တုတ်ကိုမြပင်မမြင်ရကြအညာဆန်းမိရထားသည် မဆုံးနိုင်သောမဟုရာတိုင်းကြီးကို စွန့်အားရှိသည်မြကြော်ဖြတ်နေသည်ယောင်ရှိသည်မြေချင်းဆိုင်ကုန်၌စံကြယာမောင်တင်ဝင်းလိုင်ကမူနှုတ်မဂိတတန်ဆင်းတို့ကိုညီးကညီးကဖြင့်ရွှေမန်းမြို့တွင်တည်ဆိုကြမိတည်တခြင်းများကိုသင်္ကေတနေရစာရွက်များပေါ်တွင်ရေးမှတ်၍နေလေသည်ကျွန်တော်သည်10နှစ်10မိုးတိုင်တိုင်းမလျင်မန္တလေးမြို့မှတူရအဖွဲနှင့်တွဲဖက်က မြို့လူထုအားတည်ဆိုဖျော်ဖြေခြင်းမှုပြုခဲ့သည်မှာ မှန်ပါ၏တို့ရရင်ရံမှန်ရံခါပင်မန္တတခုမှတခုကူးတန်းကပေါင်းရင်လာရင်မိษွေများကမိမိတည်ဆူကြော်ကြခဲ့သောတည်ဆူများထဲမှကောင်းသောရာရာကိုရွေးချယ်တည်ဆူပေးရန်တောင်းခံလာတတ်ခြင်းရှိကြရာယင်းသည့်ခါများတွင်ထိုသခြင်းများနှင့်ယင်းသည့်အထာကြပြီဖြစ်သောဂီတမှုတဦးသည်လိုအပ်၍လာ၏ထိုအခါမိမိနှင့်အကျန်းတဝင်ခင်ပင်သောရန်ကုန်ဂီတနယ်မှာ စန္ဒယပညာကျော်တို့ကိုဧည့်သည်အဖြစ် လိုက်ပါရန်ဖိတ်ကြရ၏တို့နှင့်ကြုံလင်ကြုံကြိုက်သလိုနှစ်စဉ်အဆက်ဆက်တွင်မန္တကြံနှင့်မြို့မတို့ရန်ကုန်မှဂီတပညာရှင်တို့အားလက်သည့်အခန်းနှင့်ကြုံကြိုက်တိုင်းအလှည့်သည်သမျှလိုက်ပါလာကြလိမ့်ရှိလေသည် မောင်တင်ဝဲလိုက်ပင်လျှင်၄၅၆နှစ်ဆက်တိုက်ရှိပြီးရောမည်ထို့ပြင်တောင်းမှ အနုပညာနယ်ပယ်မှာမိမိနဲ့နှိစက်သောပညာသည်များသည်လည်းအခါခွင့်သင့်လေတိုင်းသူတလဲငါတဖန်လိုက်ပါသူများလည်းရှိသည်ပင်တိုင်းကကိုကိုကိုပေါ်ကျွန်တော်ဟုဆိုရချေတော်မည်ဘသူမမြုတ်ဘသူမပြုတ်မိမိမှုမှုသောစကားရှိမန္တကြံတွင်နှစ်စဉ်ပောင်ဝင်ဆင်ရွှဲခြင်းကြီးဟုသောဘဝဘိတော်ဝင်တရက်ကိုမြည်တို့မြည်ပုံစတင်ခံယူခဲ့ပါသည် ဆယ်စုနှစ်၏ကနဦးအဆသို့ပြန်လည်တွေးစားရပေလိမ့်မည်ခြင်းအကိုကြီးကျွန်တော်အိတ်တော်မယ်မောင်တင်ဝင်းလိုက်သည်သူ့တောင်ဝန်ကြည်ပွန်စာပြည်စီပြီးဖြစ်သည့်အလျောက်တခေါ်ခေါ်အိမ်မိုးကြနေသောကျော်စာဝင်းတို့ညီကိုကဲ့သို့အိတ်ပြောကန်ဝရှင်သောကြောင့်ဟွာခနဲတန်ရင်ဆို၏ကော်ဖီသောက်အောင်လားကော်ဖီကြံသေးအတော်ပဲအကိုကြီးရေငတ်နေရနဲ့ ရေတောက်ဖို့ရလဲရေကုန်ရေကုန်မှာနှမျောနေတော့အခုတော့ကော်ဖီနဲ့ပဲလေချောင်းရှင်းရတော့မှာပဲဟုတ်တယ်ဗျအကိုကြီးကိကတိကဟကရိကထခံပြီးရေချိုင်ကြီးကြီးတက်လာတာတိတ်မှန်တာပဲကျွန်တော်တို့စီးရဲ့မီးရထားကြမှာရေကမလာရှာဘူးနော်ထို့သို့ဝေဖန်ချင်းမစကားခန်းကိုဆိုလိုက်ပြီးနောက်ကမ်းပြီးတော့ကော်ဖီခွက်ကိုကြိုက်ခနဲ့တောက်ပြီးလင်မောင်တင်ဝင်းလှိုင်းဒီလေ တစ်ဖက်အိတ်စင်ပေါ်တော့လွှားကနေတိုက်အိတ်လိုက်လေပြီးနောက်ခြေလက်ဆန့်ကလဲလောင်းလိုက်မကြကြီး သူလဲတရှူရှူတခြားခြားဖြင့်အိတ်မောကြာသွားရှာလေပြီအော်လူငယ်တို့ဤစိတ်စီတိတ်စေစားရသည်မြန်ဆန်လှကြီးတကားမှန်သည်မိမိနှင့်နိုင်စားသောမောင်တင်ဝန်းလိုင်တို့ကို လူငယ်ဟုသတ်မှတ်ရပါလိမ့်မည်မိမိသည်လဲအကယ်ပင် လူချင်းဖြစ်ပြီလား လူကြီးနှင့်လူငယ်ကြားအစင်းစင်သွားသောအယံတရားများရဲတွင်ကျင်လည်၍နေသေးသည်လားမဝေခွဲနိုင်သည် လူကြီးသူမတို့ဆိုလိဆိုထားရှိသည့်စကားအစုကိုက အမြဲပင်ကြောင်းနေရှင်းမှာလူငယ်ဖြစ်တုန်းကတည်ပြီးလူကြီးဖြစ်ခြင်းတယ်လူကြီးဖြစ်တဲ့အခါကျတော့လူငယ်ပြန်ဖြစ်လိုက်ခြင်းတယ်မပြောပါနဲ့တော့ဟူ၏တိတ်ဆိတ်သောအကာလတွင်မိရထားခုတ်တန်သည် မှန်မှန်ပေါ်ထွက်လျက်ရှိသေး။ကြီးငယ်မဟုလူသူတို့ကဂျုံဂျုံကြက်ကြက်ဟူ၍မိရထားခုတ်တံကိုဝိတေသပြုရသည်မှာကမိရထားဟူ၍စတင်ပေါ်ကစားကပင်ဖြစ်မိခြင်း။ဤဂျုံဂျုံကြက်ကြက်ကြီးပင်လျင်အသက်တရားကျော်ရှိပြီဟုဆို၏။မကြသေးမီကပင်မိရထားရာမိပွဲကြီးကျင်းမှသွားပေသေးသည်။ကျွန်တော်တို့စည်းလာတဲ့မိရထားတွဲသည်လည်းမိမြအုံမင်းနေမသည် ဂျုံဂျုံကြက်ကြက်တာမကဂျင်းချင်းကြည့်ကြည့်တန်ရကိုပါရောဆွတ်နေတဲ့အောင်နာကြားနေရလိမ့်ကြားနာနေရလိမ့်တီတွဲများတက်ဆင်ကလာကမူအလွန်တရာအရာရာသည်တစ်လွယ်ငါ၏နုပြိုလန်းဆန်းလိုက်ဒီတွဲတည်နေမှခီးမသွားလျင်ခစ်မမေတော့ဟုတ်ချင်မှတ်ကြသူများလည်းရှိခဲ့၏ယခုမူကားတမှုချားလိမ့်ပြီဆိုင်ရာတို့မှ တန့်အားသမျှပြုပြင်မွမ်းမံ၍ထားစေကမူမှန့်ရှင်းတည့်ရသောအသင်္ဒရံကိုကဆောင်း၍နှုတ်ပြခြင်းတည်းကပေါ်မလာခြင်းတခါအိုပြေးလျင်ဘယ်တော့မှ ပြန်မပြိုတော့ဟုသောနိယာမကိုသက်ရှိတမ်းမဲ့လို့မလွန်ဆန်နိုင်သောကြောင့်သာဖြစ်လိမ့်မည်ခစ်တည်နောက်ပြန်မလဲတဲ့ရာဇဝင် နောက်ပြန်လဲသည်ဟုသောစကားမှာတူညီသော ဖြစ်စဉ်တို့တချိန်တပံပြန်ရစ်ဖြစ်ခြင်းကိုသာဆိုခြင်းဖြစ်သည် နှစ်ပြောင်းလျင်ခစ်သည်လည်းကောင်းလာစမြဲဖြစ်၏နှိမ်ဟောင်းလျင်လည်းခစ်ပြောင်းရသည်မှာအညမညသဘောတရားတည့်ရပင်ဖြစ်လေ၏လူတို့၏အတွေ့အခေါ်သည် ထိုနည်းအတူတူပင်တစ်ခုသာရှိငိုခြင်းရည်ခြင်းပြုံးခြင်းပျော်ခြင်းထိတ်လန့်ခြင်းကြံ့ယောင်ခြင်းစသောလူတို့၏ရင်တွင်ခံစားမှုများမှမူဘယ်ခေတ်မှာမှ မပြောင်းလဲဟုဆိုသောရကောင်းပါ၏ ျွန်တော်တို့ကဲ့သို့သော လူနှစ်လူချင်းအစဉ်ဆိုင်ကြည့်တွေ့ကရှင်တွင်ယတကိုဖော်ကျူးမျှဝေရသည့်အမှုပညာတွေတို့မှာကခစ်တွေနှစ်တွေမြည်မြပင် ပြောင်းဟောင်းစေရမှုမိမိနှင့်ဆက်အပ်သောပရိသတ်နှင့်မေတ္တာတရှင်ဖလှယ်နိုင်မှုသာအကြီးကဖြစ်လေကြ၏နှစ်တောင်းကြတော့လဲအချက်မညောင်းပါဟုသည့်မောင်တို့မေတို့၏တစ္ဆာစကားထားပုံကိုပင် ဥပမာဆောင်းနိုင်ပါပေသည် ကျွန်တော်နဲ့မန်နေဂျာကုလူဆက်ဆံကုန်ပါယခုမှပဲ7နှစ်ပြည်ပြီးတော့ကာလပြည်ပြီးစရှိပါသေးတယ်။ညီမျဆက်လက်ရှိကြပေဦးမည်နီလူတတန်ဤပြမ်းမြခွဲဝေပြီးတော့လောလောပျော်ရွှင်မှုနံပါတ်စင်ဟောင်းကင်းသည့်လန်းဆန်းသောကာလအပိုင်းချသည် ကျွန်တော်အတွက်ညီမျသည့်ရှည်လျားပါမည်နီကြိုတင်မှန်းဆရန်ကမလွယ်ဘူးပဲပြန်လန်ကရှေးနောက်တွေးပါမှ ရှေးကအတွေ့အကြုံနဲ့ထိုအတွေ့အကြုံမှာရလာသည့်ရလာကိုအကြောင်းအရင်းပြုကယနေ့ယခုတွင်ဆက်လက်ကျင့်သုံးရမည်သာဖြစ်သည်ဒီနေ့ရာလေဥရုကမှန်မှန်ကန်ကန်မရှိလာသည်ရန်ကုန်တွင်ဆိုရင်ပကြံလက်စည်းမှုဖြိုးဖြိုးမြကိုမဆိုထားနှင့်ဘရောက်ပန်းတို့ရှင်လန်းစေရန်မိုးရံဒီဝေါရှင်သည် ရေစင်းတစက်နှစက်ဖြန်းပေးခြင်းကိုမပြုကြည့်မန္တလေးမှာတော့ မိုးကလေးတပြိုင်နက်ဖြိုက်ကျသွားသည်ဟုတယ်လီဖုန်းစကားတစ်ထင်းဖြင့်ကြားပြီးဖြစ်သည်မြေလက်ပိုင်းသို့မရောက်သေးသည်မကျွန်တော်အဖို့မိုးတက်မိုးငွေမဟတ်နိုင်သေးပဲပူဆက်ပူလောင်ဖြစ်နေသည်မှာသိချပေးရာ ကျွန်တော်သည် တွဲဆောင်ပေးထားသောခေါင်းကို ပြတင်းပေါက်ပေါင်တင်ကလေးတဖြူးဖြူးရစေရန်အတွက်ခေါင်းတဝက်အပြင်ထုတ်ပြီးမိတင်းနေလိုက်မိသည်ပြီးမှကက်ဆက်ရီကော်ဒါလေးကိုပေါင်ပေါ်ခြင်းပြီး လန်လာမီယာအခွေကိုထည့်ဖွင့်လိုက်မိသည်ဤတွင်မြို့မှငြိမ်ဤတခုပန်းတချင်းတဲ့သမတ်နှင့်ရောက်ခမပေါကြသည့်နေရာမှစ၍ထွက်ပေါ်လာသည်ဒီတချင်းကိုတူတူကူကူဆိုကြရာဝဲမန်ပရိသတ်ကတခက်ဆန်သောမောင်တင်ဝင်းလိုက်လက်တံဖြင့်နားစင်ကြပြန်သည်ဟုဆိုကြတော့ကြောင့်ကိုဟာကို အပျော်ရန်အခွေတွင်းတွင်းဆိုလာခဲ့ခြင်းဖြစ်သည် ။တကြိမ်ကမင်္ဂလာဆောင်တစ်ခုတွင်သူတို့သားဤတောင်းဆိုကြရဆို၍ပေးခဲ့မိရာရှင်းသည်တမန်နှင့်ရောက်ခမအပိုင်း၌အဆိုရခက်ကာဂွားတိခွားကြပြက်ကွန်ကို ပြန်လေသတိရမိရာညင့်အမှောင်တွင်တက်ရောက်စေ ပြုံးလိုက်မိပါသေးသည်။အမှုပညာတဲ့တို့မြည်ဒီမှာမိမိကိုကိုမိမိမပိုင်ဟုအများကဆိုကြသည်ကျွန်တော်ကမူထိုစကားကိုတစ်မျိုးဖြည့်ဆွတ်ခြင်းသည် အနုပညာတဲ့တို့မိသည်လောလတ်စွာနေထိုင်ရသူများဖြစ်သည် သူတို့၏အနုပညာပစ္စည်းများကိုထုတ်လုပ်နေရလျင်ကျေနပ်သည်ထို့သို့ထုတ်လုပ်သည်များပရိသတ်ကအားပေးလျင်ဝမ်းမြောက်ဝမ်းသာဖြစ်သည်ကြည်နူးခြင်းပီတိကိုရ၏တို့ဖြစ်ရာမိမိ၏ပီတိအတွက်လက်ခုပ်တန်တစ်ချက်နှစ်ချက်ကို ဖြစ်နိုင်သည့်ဤဖြင့်ရယူရန်ကြိုးစားတတ်သည် ထို့အခါမိမိကိုမိမိပိုင်ပိုင်နိုင်နိုင် ခိုင်းစေလေတော်သည်ပုဖိယပရိသတ်တို့ဟူသောဆန္ဒတွန်းအားကိုယူငင်ကလောင်စာဖြင့်အသုံးချပြီးကောင်းကင်ထက်တက်သောဒုံးပြန့်တပွဲစိတ်ကူးနေကြေချရလေသည်ထို့ကြောင့်အမှုပညာတဲ့တို့ကို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 အခိုင်းနိုင်ဆုံးတရားဝါတစ်မျိုးဟုဆိုသောရကောင်းပါ၏ကျွန်တော်တို့အဲ့အပြက်အစားပြက်အားလက်ချင်းကလေးတခွနှစ်ကပ်ကိုပင်မရအရဖဲ့ယူကား တွင်းယူခဲ့ရ၏အရှင်များကိုမန္တလေးမိတ်ဆွေများဖွင့်လက် နားထောင်သောအခါတွင်ကြည်လင်ရှင်လန်းချမ်းသာသည်ဆိုလျင်အနုပညာတွေတို့လိုချင်သည့်စုလက်ပြည့်စုံသည်ခေါ်ရမည်ဒီစုလက်မျိုးကိုနောက်နှစ်ပေါင်းမြင်မြကြသည်ချေရရှိနေမည် မနေမည်ကိုမူကျွန်တော် မစင်စားခြင်းသည်တပတ်အိတ်စင်ပေါ်မှနှစ်နှစ်ကြာကြာအိပ်ပျော်နေကြသောမောင်တင်ဝင်းနိုင်နှင့်ကျော်စာဝင်းတို့ညီအကိုကိုကြည်ကကျွန်တော်သည်မနာလိုဖြစ်လိုက်မည်သည် သူတို့ကဲ့သို့အချိန်ပြည့်အိဆက်အနာယူခြင်းပြုသည့်မပြုနိုင်သည့်မိမိကိုမိမိမကျင်မနှက်လေဖြစ်လိုက်မိသည်ပြီးမှမိမိဒီကတမျိုးရဲသောအမှုပညာရှင်မဟုတ်တော့ဘဲအထွေထွေအပြားပြားအမှုပညာရက်များကိုလိုက်စားခဲ့သည့်အပြင်ကလောင်ရှင် စာပေရှင်ကြီးဟူသောအကျိုးဆက်ဖြင့်အမှုပညာဆောင်ဝန်းထဲတွင်ကျင်းလည်နေသူ ဖြစ်ကြောင်းပြန်လည်ဆင်ခြင်လိုက်မိသောအခါခရီးတစ်ပြက်ရှင်တလန်း၌ မြင်မြင်သမျှကိုစိတ်ချင်းပေါ်တွင်ထင်ဟပ်ကြည့်လိုက်လို့သောအကျဉ်းကြောင့်သူများစားလျင်စားသလိုသူများအိတ်လျင်အိတ်သလိုမကျင့်သုံးနိုင်ခြင်းဖြစ်သည်ဟုကိုကိုကိုစိတ်ဖြေရလေသည်ထို့အခါအနေငယ်မြတ်တော်မေဆွန်၏လိုက်လာ၏ကဆတ်ရဂောရာမတချင်းတို့ကသကြံကိုကြိုသည့်အမျိုးအစားကြီးဖြစ်လျာကိုတန်ကိုကြီးပြန်နာထာသောအခါတွင်အီလာသည့်ဟုလည်းခြင်းမိပေသည်ညီမျှပင်ကောင်းမွန်သောဟင်းရပင်ဖြစ်စေကမူ အဝအေအီကျွေးလျင်စားသူသဘောနှင်းသည့်ဥပမာကိုတတိရမိလေသည်အနုပညာဆိုသည်မှာဝအောင်ကျွေးရသည့်အရာမဟုတ်ဟုလယ်လွယ်သမှုခင်လဲသင့်တော်ပါမည်လားအနုပညာတကယ်အစ်စ်မှန်လာတော့ကရိုးချင်းအီချင်းရှိနိုင်မှာတလားအတွေးရှင်ပြီးပြီးအတွေးမြင်တွေကိုတန်းစီ၍နေမိလေသည်သို့နှင့်တိမေးအိပ်ပျော်လို့အချိန်ရောက်ကမှကျွန်တော်တကောင်းလုံး ရွှဲဆွဲဆို၍သွားလေ၏ဖြစ်ရပုံမှာကပတင်းပေါင်၌ခေါင်းတင်ကမေးဆက်နေခိုက်ဖြတ်သန်းသွားလာသောဂျားပူတာတစ်ခုမှဝေါကနဲလှမ်းပတ်ခြင်းဖြစ်သည်ကျွန်တော်ထံကိုမှဆိုက်ဆိုင်မြက်မြက်ရောက်လာခြင်းဖြစ်သည် နေရာမှလူးလဲထပြီးလက်မှလက်ပနာ၏ကိုကြည့်တော့တကောင်ဘက်ရင်လူပင်ဖြစ်ရှိပြီကြော်ကျင်သူတို့အဖို့မှပကြံရက်တို့တိုင်နေပြီဟုတတ်မှတ်နိုင်ပေ၏ကျွန်တော်လူးလဲထရဲ့ ယေရှုများကိုနှိစက်ရမျက်နှာတော့ပေါ်အဖြစ်ဆွဲယူတုံနေစင်းနေပဲမောင်တင်ဝန်းထိုင်တို့လည်းပြန်နိုးလာကြလေသည်ရေပတ်ခံရသည်မှာတော်လှကြောင်းတချို့နေရာများမှာမိရထောက်ကိုဂဲပေါက်ခြင်းဟူသောခြေစောလက်လျှောက်ခြင်းတို့ရှိလေရာဂဲမှန်လင်တက်တာမည်မဟုတ်ဟုပြောကြသည်ထို့နောက်ကြော်ဆောင်ဝင်း၏အဖော်ညီငယ်လည်းအိမ်နာဘတ်သို့တကားဖွင့်ထွက်သွား၏တော်သေး၏ လူသွားစင်းကြံထားလိုက်သောခီးတယ်များရှင်းနေသောကြောင့်ခမရာတွင် ခုံသွားကြော်သွားရသည့်ဒုက္ခမှကင်းဝေးသွားလေသည်သူနှင့်တေးနိုးလျင်စာလောင်တက်ကြသည့်အတိုင်းမောင်တင်ဝင်းလိုင်နှင့်ကြော်ဆောင်ဝင်းတို့လည်းကြံရှိနေသေးသောစားတော့ဖွေရာတို့ကိုသုံးဆောင်ကြပြန်၏တေဆောင်လာသောရှည်ချိုင်းမှရေတို့သည်ကပေါ့ရံကမှာကလက်စည်းကြီးချွတ်ရန်လဲဆောင်လောက်၏နေနောက်တစ်နေ့နဲ့ ျက်နှာသိရင်ပင်ပူနေစရာမလိုတော့ကြည်အဖော်ကလေးအိမ်သားမပြန်လာတော့အခါ၌မျက်နှာရှုံ့မမဲ့ဖြစ်နေသည်ရေထုတ်ခပင်ဖြစ်၏ဒီကိစ္စမှာတော့သူ့ကို ရေခွဲဝေပေးခြင်းမပြုနိုင်ပေသူ့ပြဿနာ သူ့ဟာသူလဲရှင်းခဲ့ပြီးသားဖြစ်၏နောက်လူတို့ကိုအိမ်သားသုံးဆက်ကူကညွှန်ရ၏ရေမလာတော့သူ့ပစ္စည်းကိုပစ္စည်းတွေတောင်းတင်နေကြတာခက်တယ် အဖော်ကလေး၏ညှိတွားမှုကြောင့်ကျုံးမရပါ၏။အော်ပြောရအောင်မယ်အခုအယူတယောက်မိရထားခိုးစီလာလို့ပြီးခဲ့တဲ့ပူကြမှာအချိန်လျှော့ပြီးချထားပေးရခဲ့တဲ့။သူကနီးရရေပုံးကိုဆွဲပြီးလှမ်းပတ်လိုက်တာ အကူရုပ်ကိုလာမှန်တာပဲတဲ့ဗျာ။သူ့စကားကြောင့်ကျွန်တော်မှစိတ်မနှံ့သူတို့ဖြင့်ဖူးစာရေဆက်အစင်မပြတ်ရှိပုံကိုအာယုန်ထဲတွင် ပြန်မြင်လိုက်မိပါသည်။ ေးဇူးတင်ပါတယ်ခင်ဗျာ အပိုင်း၁ကိုကျွန်တော်ဒီမှာတင်ရှင်းလိုက်ပါမယ်ခင်ဗျာအပိုင်း၂ကိုဆက်လက်နားထောင်ပေးကြပါခင်ဗျာရွှေသားပါ